ဒီနေ့ကျွန်တော်ပြောမယ့်အရာလေးကို iPhone ကင်ထားလို့ဆိုရင်တခါမှခံစားဘူးမှာမဟုတ်ဘူး။စတော့ပါဒီနေ့မှာကျွန်တော်တို့ Android phone တွေမှာ customization ကောင်းကောင်းမွန်မွန်လုပ်လို့ရတဲ့ launcher လေးအကြောင်းပြောပြပေးမယ်။ အပေါင်းမှန်ဆိုရင် ကျွန်တော်တို့ကဖုန်းကိုတုံးလာကြလာခါကြရင်ရိုးသွားတယ်မတုံးချင်တော့ပြင်းလာတယ်ဒီလိုမျိုးတွေဖြစ်လိဖြစ်တာရှိရပါတော့အဲဒါကဘာကြောင့်ဖြစ်တာလဲဆိုတော့ဥမာကိုတုံးနေတဲ့ home screen နေ lock screen နေကိုအဲကြည့်ရတာကြာသွားတော့ရိုးသွားတယ်ပေါ့နော်အဲ့လိုအခြေမျိုးကြရင်ကိုယ့်ရဲ့ user experience ကိုတဆင့်မြင့်တင်နိုင်မဲ့ launcher လေးတွေကတော်တော်လေးမှအတုံးဝင်နေတယ်မှာပါတယ်အဲ့တော့ဒီနေ့မှာ customization ကောင်းကောင်းမွန်မွန်လုပ်လို့ရတဲ့ launcher လေး၄ခုချောင်းကျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့တူတူကြည့်လိုက်အောင် Yangon Mobile Store ပထမဆုံးတစ်ခုကတော့ Nova Lancer ဒီ Nova Lancer ကလက်ရှိအချိန်ဒီမှာ customization အရလုံးလို့အကောင်းဆုံး Lancer ထဲမှာပါတယ်အဲ့တော့ဒီ Lancer ကိုဘယ်လိုမျိုးသုံးရမလဲဘယ်လိုမျိုး customization တွေလုပ်လို့ရလဲဆိုတာကိုကျွန်တော်အတူတူကြည့်လိုက်အောင်အဲ့တော့ Nova Lancer လေးကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးမယ်အဲကျွန်တော်ပထမဆုံး Play Store ထဲဝင်လိုက်ပြီးကြရင်ကျွန်တော် search မှာမှာကျွန်တော်တို့ NOVA Nova Launcher ဆိုပြီးရိုက်ရှာလိုက်အဲဒီမှာပေါ်လာပြီပေါ့နော် ပုံမှန်ကကျတော့ကျွန်တော် download ဆေးရမှာကျွန်တော်တခါလေးဆွဲပြီးသားဆိုတော့ open ကိုနှိပ်လိုက်မယ်။အဲဆိုရင်ဒီမှာ gas starter ကိုနှိပ်ပြီးတော့ဒီမှာကကျွန်တော်တို့ icon style ကိုဘယ်လိုမျိုးထားမှာလဲ။ square ထားမှာလားဒါမှမဟုတ် rounded edge ထားမှာလား flower ပုံစံထားမှာလား။အဲကျွန်တော်ကတော့ဒီပေါ့လေးတောင်ပုံစံလေးထားလိုက်မယ်။မြားလေးကိုနှိပ်မြားလေးကိုထပ်နှိပ်မြားလေးကိုထပ်နှိပ်ကိုဟောင်းနှိပ် ီမှာဆိုရင်တော့ကျွန်တော်တို့ဒီပေါ့ Nova Lancer တဲ့ကိုတစ်ခါတည်းရောက်သွားပြီပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်တို့ခုနကကျွန်တော်ဖုန်းနဲ့မတူညီတဲ့ look တွေကိုပေးမယ်အဲ့တော့မှာကွာဒီလိုမျိုးမကျင်တတ်သေးဘူး customization ထပ်ပြီးတော့လုပ်ချင်တယ်ဆိုရင်ကျွန်တော်ဒီဘက်အပေါ်ထောက်မှာ nova setting ဆိုတာရှိရပေါ့နော်အဲထဲဝင်လိုက်မယ်ဆိုရင်ဒီမှာ customization တွေအများကြီးလုပ်လို့ရတယ်ဒီမှာ home screen နဲ့ပတ်သက်ပြီးတော့ customization တွေကလည်းအများကြီးရှိတယ်ဒါတော့ mix တွေပါ mix တွေ down ပြီးတော့ကိုယ်စိတ်ကြလုပ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော် ဝီဒီယာကျွန်တော်တို့ဒီ add drawer မှာဘယ်လိုပုံစံထားမှာလဲဒါတွေလည်းကိုယ်စိတ်ကြရွေးချယ်လို့ရတယ်အဲ့တော့ကိုကဒီပေါ့နော် customization ကောင်းကောင်းမွန်မွန်လုပ်ချင်တယ်ဆိုရင်တော့ဒီ no balance အောင်အသုံးလိုက်တာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒုတိယတစ်ခုကတော့ကိုက store android ပေါ့နော် pixel ui လို့ပုံစံမျိုးသဘောကျရဆိုရင်ကျွန်တော်အခုပြောမယ် smart launcher ဆိုတော့အသုံးကြီးတော်တော်လေးမှကောင်းနေတယ်မှာပါတယ်အဲ့တော့ smart launcher ကိုဘယ်လိုမျိုးသုံးအောင်လဲဆိုတော့ပြောပြပေးမယ်အဲ့တော့ကိုက smart launcher ကလည်း play store ထဲမှာတွားပြီးတော့ထောင်းအောင်မယ်အဲ download ဆိုရင်ကျွန်တော် open နှိပ်လိုက် ဘုတ်ပန်းနှိပ်လိုက်မယ်ဆိုဒီမှာ smart launcher တွေရောက်သွားပြီပေါ့နော်ဒီ smart launcher ကိုကြားရတဲ့ဟာကတော့လုံးဝသူက pixel UI ပုံစံ store android sensor လေးကိုမှတော်တော်လေးမှလှတဲ့ launcher ထဲမှာပါတယ်အဲဒီမှာသူက permission တွေတောင်းတယ်ပေါ့နော် permission တွေကိုပေးလိုက်အဲ့ဆိုတော့ကျွန်တော်တို့ဒီပေါ် smart launcher တွေရောက်ပါတယ်ပေါ့နော်အဲဒီမှာ premium version မှာပွဲလဲကျွန်တော်တို့ကောင်းကောင်းမွန်မွန် ACC သုံးလို့ရတယ်အာဒီမှာဆိုတော့သူကဒီပေါ် smart launcher ကိုသူက default app အနေနဲ့ထားသိတင်တာကျွန်တော် default app အနေနဲ့ထားပြလိုက်မယ် အဲဆိုရင်ကျွန်တော်ရဲ့ဒီပေါ့နော် home screen လေးอ่ะတော်တော်လေးမှလှပြီးတော့တခြားပေါ့နော်ဘယ်ဖုန်းထဲမှာမတူတဲ့ခံစားချက် stock android sensor ခံစားချက်ကိုရတယ်ဘောအဲ့လိုမှမဟုတ် customization ထပ်လုပ်ချင်တယ်ဆိုရင်လည်းကျွန်တော်တို့ဒီ home screen ကိုလက်လေးနဲ့ဖြည့်ပေးလိုက်ပြီးကြရင်ဒီမှာကိုကြိုက်တဲ့ဟာကိုကိုကြိုက်တယ်လို့ customization လုပ်လို့ရဒီမှာ home screen နဲ့ပတ်သက်တာလုပ်မလားဒါမှမဟုတ် application page တွေနဲ့ပဲလုပ်မလားဒါမှမဟုတ်ကျိုးရဲ့ကိုရဲ့ဒီပေါ့ lock screen ကိုဘယ် customization ကောင်းကောင်းမို့လုပ်မလား ီမှာလုပ်နေရတယ်။အဲဒါကတော့မေးစစ်ကိုယ်တိုင်ထောင်းပြီးတော့ကိုယ်စိတ်ကြိုက်လုပ်လိုက်တာကပို့ပြီးတော့အဆင်ပြေလိမ့်မယ်။နောက်တစ်ခုကတော့ Niagara Launcher ဒီ Launcher ကဘယ်လိုမျိုးလူတွေအတွက်လဲဆိုတော့ကိုကဖုန်းတလုံးကိုလုံးဝ minimalist ဖြစ်ဖြစ်နဲ့ရှင်းရှင်းလင်းလင်းလိုချင်တယ်။နောက်ပြီးတော့သူများရတဲ့မတူတဲ့ look ခုကိုလိုချင်တဲ့လူတက်ကတော့တော်တော်လေးမှသုံးလို့ကောင်းတဲ့နေရာမှာပါတယ်။အဲ့တော့ဒီ Launcher ကိုဘယ်လိုမျိုးသုံးရမလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်လိုက်အောင်။ဒီ Niagara Launcher ကတော့ကိုဖုန်းကိုလုံးဝ minimalist ဖြစ်ဖြစ်သုံးချင်တဲ့လူတွေအတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ ဒီ Nagra Launcher ကိုလည်းကျွန်တော်တို့ဒီ Play Store မှာသွားထားအောင်ပါဗောနော်ကျွန်တော် download wise ဆိုတော့ဒီမှာ open နှိပ်လိုက်မယ်အဲဆိုရင်ကိုယ့်ရဲ့ home screen ကဗောနော်လုံးဝဟိုမှာတကယ်လုံးဝ minimal လေးဖြစ်ဖြစ်လေးနဲ့ဘယ်ဖုန်းထဲမှာမတူဘူးဆိုတော့လွတ်တကူကိုစပြီးတော့ပေးလိုက်မယ်ဒီမှာကနည်းနည်းလေးစောင့်ပြီးလိုက်ဗောနော်သူနည်းနည်းကြော်ညာလေးဝင်နေတာရှိတယ်ဒီမှာဆိုတော့ကျွန်တော် agree and continue ကိုဆက်လိုက်ဆက်နှိပ်လိုက်ဗောနော်အဲဆိုရင်တော့ဒီမှာကျွန်တော်တို့သူက favorite ရွေးခိုင်းတယ်ဗောနော်ကိုကဘယ် application ကို favorite နဲ့ထားပါလဲကျွန်တော်ရွေးပေးလိုက်မယ် Facebook YouTube ပြီးကြတော့ကျွန်တော်ဒန်းကိုနှိပ်ပေးလိုက်ပြီးကြရင်သူကဆက်လက် default အနေနဲ့ထားခိုင်းတယ် default အနေနဲ့ကျွန်တော်ထားပေးလိုက်ဆက်ရ default နှိပ်လိုက်အဲ့လိုမျိုးဆက်ရ default နှိပ်ပြီးလိုက်ဆိုရင်ကိုယ့်ရဲ့ဖုန်းလေးကလုံးဝပေါ့နော်အရင်ကကိုယ့်ဖုန်းနဲ့မတူဘဲနဲ့ဖုန်းတစ်လုံးရလိုက်လို့ခံစားချက်ကိုရသွားလိမ့်မယ်တော်တော်လေးမှ minimal လေးဖြစ်ပြီးတော့ဖုန်းနဲ့ screen time အများကြီး မကြည့်နေတဲ့လူတွေအတွက်ကတော့ဒီ launcher လေးကတော်တော်လေးမှအသုံးဝင်နေတယ်မှာပါတယ်နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့ Android ဖုန်းတွေကို Windows Phone ပုံစံ style ပုံစံမျိုးပေါ့နော်၄000ကွက်လေးနဲ့လိုချင်တယ်ဆိုရင်ဒီ launcher လေးကသုံးလို့ရတယ်ဒီ launcher လေးနာမည်ကတော့ Square Home launcher လို့ခေါ်တယ်အဲ့တော့ဒီ launcher လေးကိုဘယ်လိုမျိုးသုံးရမလဲဘယ်လိုမျိုး customization လုပ်ရမလဲဆိုတာကိုကျွန်တော်နဲ့တူတူကြည့်လိုက်အောင်ဒီ Square Home launcher တော့ကိုယ့်ရဲ့ဒီ Android ဖုန်းကို Windows Phone style ၄000အကွက်လေးနဲ့ဖြစ်ချင်တဲ့လူတွေအတွက်ကတော်တော်လေးအသုံးဝင်နေမယ်အဲဒါကလည်းကျွန်တော် Play Store မှာသွားပြီးတော့ထားအောင်မယ်ကျွန်တော်က download ဆိုတော့ဒီမှာ open အောင်နှိပ်လိုက်မယ်။ပြန်ရင်ဒီမှာသူတခုချင်းစီပြပေးလိမ့်မယ်။အဲ့ဒီကျွန်တော်တို့ဖတ်လိုက်ပေါ့နော်ကျွန်တော်ဖတ်ပြီးသားဆိုတော့တိတ်ရှည်ရှည်ဝေးတိတ်ပြီးတော့ဖတ်မနေတော့ဘူးပြီးကြရင်ကျွန်တော်တို့ဒန်းကိုနှိပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ကိုယ့်ရဲ့ home screen ကလုံးဝ ဒီဘောလုံးဝ window phone ပုံစံစတိုင်၄တောင်းအကွက်လေး ਨੇ ဖြစ်သွားပြီဒါလေးကတော်တော်လေးမှလှတယ်ပေါ့နော်ဒါလေးကျွန်တော်ရှေးက Niagara လောက်ချောင်းပြောသလိုပဲသူလည်း minimal လေးဖြစ်ဖြစ်လေး ਨੇ ကိုကဖုန်းကို screen တိုင်းအများကြီးမကြည့်ကျင်ဘူးရိုးရိုးရှင်းရှင်းလေးဖြစ်တာကိုလိုချင်တဲ့လူတွေတော့ကတော်တော်လေးမှသုံးလို့ကောင်းတယ်လို့ပြောပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီ application ကိုနှိပ်လိုက်မယ်ဆိုရင်လည်းကျွန်တော် add drawer ဆွဲလာပြီးတော့ကိုကြိုက်တဲ့ application ကိုကိုကြိုက်တယ်လို့လုပ်လို့ရတယ်။အဲ့လိုမှမဟုတ်ဘူးကိုက ထပ်ပြီးတော့ customization လုပ်ချင်တဲ့ application တွေဒီ home screen မှာထပ်ထည့်ချင်တယ်ဆိုရင်လည်းဒီအောက်မှာ plus ဆိုတာလေးရှိတယ်အဲ့ plus ကိုနှိပ်ပြီးတော့ကိုထည့်ချင်တဲ့ application တွေကိုဟိုဒီမှာထည့်လိုက်လို့ရတယ်ပေါ့နော်တော်တော်လေးမှအသုံးဝင်ပြီးတော့ customization လဲကောင်းကောင်းမွန်မွန်လုပ်လို့ရတယ်ထဲမှာတော့ပါတယ်ဒါကတော့ Android ဖုန်းတွေမှာရှိတဲ့အသုံးဝင်တဲ့ launcher လေး၄ခုကြောင်းပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ် video မှာလည်းအခြားသောအကြောင်းအရာတွေကိုပြောပြပေးသွားမှာမလို့ကျွန်တော်ရဲ့ page ကို like and subscribe လုပ်ခဲ့ပါလို့ပြောနေပဲ။အားလုံးကျေးဇူးတင်နေကျွန်တော်အောက်ခံပါ